အားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာကားစီးပွဲကြီးထဲမှာနီးပညာအသစ်တွေကုမ္ပဏီအသစ်တွေနဲ့ပြိုင်ဆိုင်မှုအသစ်တွေပေါ်ထွက်လို့လာနေပါတယ်ဒါပေမဲ့တခုတည်းသောကားဘရန်ရဲ့ဩဇာကိတိမာကဆက်လက်ပြီးရောခြေပြန့်နေစေပါဒီကားဘရန်ကိုတော့လူတိုင်းနီးပါးသိရတိုတာပဲဖြစ်ပါတယ်အခု2025ခုနှစ်မှာတော့တိုတာဟာကမ္ဘာကားစီးပွဲရဲ့နံပါတ်1နေရာမှာ ရှိနေစေပါဒါဆိုမေးစရာရှိပါတယ်တိုတာဟာဘာအကြောင်းကမ္ဘာကားစီးပွဲမှာနှစ်ပေါင်းများစွာချုပ်ကန်ထားနိုင်တာလဲ ိုတာကားတွေဒီ2025ခုနှစ်နောက်ပိုင်းမှာရောဆက်လက်ပြီးရောမင်းမှုနေနိုင်မလားဆိုတဲ့အကြောင်းလေးတွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူအဆုံးထိ live ပါကြည့်ရှုနားဆင်ပေးစေချင်ပါတယ်ပထမအချက်ကတော့ယုံကြည်စိတ်ချမှုပဲဖြစ်ပါတယ်ဘာလို့ယုံကြည်စိတ်ချရတာလဲဆိုရင်ဒိုတာကားတစ်စီးရဲ့ခံနိုင်အားနဲ့ကြာချိန်ခံမှုဟာမှတ်ကျောက်တင်ရအောင်ပါပဲ consumer report နဲ့ကားတွေကို review လုပ်ပြီးတဲ့ JD Power ရဲ့စစ်တမ်းတွေမှာ Toyota ရဲ့ကားတွေက vehicle dependability ယုံကြည်စိတ်ချမှုပိုင်းအားထိတ်ဆုံးမှရှိနေပါပြီးလို့ရှိရင် Toyota vehicle are engineer to last way beyond 200000 mile with proper maintenance ဆိုတဲ့စာသားလေးနဲ့လေ Toyota အာမခံထားပါသေးတယ် Toyota ကားတွေကိုပုံမှန်ပြုပြင်ထိန်းသိမ်းထားမှဆိုရင်မိုင်ပေါင်း2သိန်းကျော်မှာအသုံးပြုနိုင်အောင် တိဆောက်ထားတယ်လို့ဆိုပါတယ်။နောက်တစ်ခုကကိုင်ဇန်မတ်တက်ကိုတိုးတာကိုင်ဆွဲထားပြီးတော့ကိုင်ဇန်ဆိုတာဂျပန်စလုံးဖြစ်ပြီးတော့ continuous improvement လို့အဓိပ္ပာယ်ရပါတယ်။တိုးတာကသူ့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတိုင်းမှာအမြဲတိဆောက်မှုလေးကိုလက်ကင်ထားပြီးတော့စင်စမ်းမပြတ်သူ့ရဲ့ကားတွေပိုမိုတိုးတက်ကောင်းမွန်လာအောင် အသေးပွဲလေးရအစားဂိူးဆိုင်ဆောင်ရွက်ပါတယ်။ ထုတ်လုပ်မှုအဆင့်တိုင်းမှာ အကြီးအသေးထိန်းချုပ်မှုကို တိကျတရားစွာလှုပ်ဆောင်ထားခြင်းတွေရိုးချင်းတဲ့အင်ဂျင်ဒီဇိုင်းတွေပြင်ဆင်ရလွယ်ကူခြင်းတွေနဲ့ကမ္ဘာအဆင့်မီပစ္စည်းတွေကိုအသုံးပြုထားခြင်းတွေဟာတုံးဆွဲသူတွေရဲ့ယုံကြည်မှုကိုပုံမှုတိုးစေပါတယ်။ဒါကြောင့်ပဲတိုတာကားတစီဝယ်ယူပြီးရင်တခြားအမှတ်တစ်စိတ်ကိုဝယ်ယူဖို့စဉ်းစားရတာလွယ်ကူနေပါဦး။ ဒိုတာကားတွေဟာခြွင်ချက်နေပြီးတော့နှစ်ပေါင်းများစွာ ပြဿနာကင်းကင်းနဲ့မောင်းနေနိုင်ပါတယ်။ပြီးရင်တော့ဈေးကွက်အခြေအနေတွေစားပွဲ network တွေနဲ့အပိုပစ္စည်းတွေပေါပေါများများရနိုင်ခြင်းတွေဟာယုံကြည်စိတ်ချမှုနဲ့ဆက်ဆက်နေပြန်ပါတယ်။ ကားတစ်စီးကိုဝယ်ယူလိုက်တာနဲ့လူတိုင်းစဉ်းစားကြတဲ့အချက်၃ချက်ရှိပါတယ်။ကားရဲ့တန်ဖိုးဘလောက်ထိကျသွားမလဲ။ကားကပြင်ဆင်ရလွယ်ကူရဲ့လား။ကားကဘလောက်ကြကြာထိယုံကြည်စိတ်ချစွာအသုံးပြုနိုင်မလဲဆိုတာတွေပဲဖြစ်ပါတယ်။ဒီလိုအားသာချက်တွေကတိုတာမှာအကုန်ပြည့်စုံနေပါတယ်။မြန်မာပြည်ကလမ်းတွေပေါ်မှာနေရာတိုင်းကြီးလိုက်ပါ။ဘယ်ကားကအများဆုံးဖြစ်နေမလဲ။ဘယ်ကားကအယုံကြည်အောင်ဖြစ်မလဲ။ဒါကလည်းတိုတာကားတွေပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့စီစားနှုန်းတက်တာစီရဲ့ hybrid နည်းပညာပဲဖြစ်ပါတယ်။ hybrid နည်းပညာကတိုတာရဲ့ပြည့်စုံကောင်းမွန်တဲ့အနုပညာတစ်ခုပါ။ 1998ခုနှစ်ကစလို့ Toyota Prius နဲ့ Hybrid ကားလောကကိုဦးဆောင်ခဲ့ပြီးတော့အခုတကဘာလုံးမှာ Hybrid ကားအစီးရေ15သန်းကျော်ရောင်းချခဲ့ပြီးပါပြီ2025ခုနှစ်တုန်း Prius Prime ကတကားလန်ကို55မိုင်ကျော်အထိမောင်းနှင်နိုင်စေုံနဲ့မဟုတ်ဘဲနဲ့ EV ၁၂နဲ့လည်း44မိုင်အထိသွားနိုင်စေခြင်းဟာ Classic ကားတွေထက်နာတပြားသာစီပြန်ပါတယ် SUV အမျိုးအစားထဲမှာတော့2025ထုတ် Toyota IV4 Hybrid က ူရဲ့ efficiency စီစားသက်တာမှု အကောင်းဆုံးစုကိုရရှိကြပြီးတော့မြို့ပြနဲ့ highway နှစ်ခုလုံးအသုံးပြုမှုမှာတက္ကလန်ကို44မိုင်အထိဆွမ်းဆောင်ပြထားပါတယ် ကောအော်တိုမိုတီရဲ့အစီရင်ခံစာတွေအရအမေရိကန်စျေးကွက်မှာတိုတာရဲ့ hybrid ရောင်းအားက44.900ဂိုင်းတုံးတိရှိပါတယ်။ဘာကြောင့်တိုတာရဲ့ hybrid နည်းပညာကထူးခြားနေတာလဲ။အဓိကအချက်ကတော့လက်စစ်နဲ့ဓာတ်ဆီအင်ဂျင်တွေကိုချောမွတ်ကောင်းမွန်စွာ အချိုးညီညီလည်ပတ်စေနိုင်ပြီးတော့ပြင်ဆင်ရလွယ်ကူခြင်းပြုပြင်စေနေပါခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်လည်းအခုလိုစီစီနဲ့တိုတာရဲ့ hybrid ကားတွေဟာအသင့်တော်ဆုံးပါ။ တတိယအချက်ကတော့ပြန်လဲရောင်းချမှုတန်ဖိုးတောင်း resale value မြင့်မားခြင်းပဲဖြစ်ပါတယ်။ Toyota ကားစီးကိုတင်ဝယ်လိုက်ပြီးတော့9နှစ်9နှစ်ကြာပြီးတဲ့နောက်ပြန်ရောင်းချတဲ့အခါတခြားအမှတ်တရစိတ်တွေတဲ့ဈေးနှုန်းပိုကောင်းစွာရရှိနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုရင်လူအများက Toyota ကားတွေရဲ့ယုံကြည်ရမှုကြားချေအသုံးခံနိုင်မှုကိုသိလိုပဲဖြစ်ပါတယ်။ဒါကြောင့်ကားဝယ်တာကိုယဉ်နီးမြုပ်နှံမှုတစ်ခုလို့မြင်တဲ့လူတွေအတွက် Toyota ကားကအကောင်းဆုံးရွေးချယ်မှုပါ။ ကျွန်တော်တို့နိုင်ငံကကာလောကဆရာကြီးတွေလည်းဒီအချက်ကိုကွင်းကွင်းကပ်ကပ်မြင်ပါပါ ။နောက်ဆုံးအချက်ကတော့ Toyota ရဲ့ Marty ပတ်ဝေးဖြူဟာပဲဖြစ်ပါတယ်။လက်ရှိ EV ကခေတ်ကြီးထဲမှာ Toyota ကနောက်ကျနေတယ်လို့ထင်အောင်ထင်ကြပါလိမ့်မယ်။တကယ်တော့မဟုတ်ပါဘူး။သူတို့မှာမဟာဖြူဟာကြတဲ့ချီးကပ်မှုတွေရှိနေပါတယ်။ Toyota က Mobility for All လူတိုင်းအတွက်ရွေးချယ်စရာဖြစ်စေရမယ်ဆိုတဲ့စောင်းပုံးနဲ့အညီပိုက်ဆံချမ်းသာတဲ့လူတန်းသားနေပြီးတော့ပိုက်ဆံအများကြီးမတက်နိုင်တဲ့လူတန်းသားတွေအထိကားမျိုးစုံရည်ရွယ်ပြီးတော့ထုတ်လုပ်ထားပါတယ်။ ကားမျိုးစားတစ်မျိုးတည်းကိုပဲအားလုံးကို အတင်းကျပ်သုံးခိုင်းတာထက်ဖောက်တယ်အလိုက်ဒေတာအလိုက်သွားရင်အရင်မြင်လိုက်မတူညီရဲ့ရွေးချယ်မှုတွေကိုပေးခြင်းဟာတိုတာရဲ့အနှစ်သာရပါတိုတာရဲ့ multi pathway viewer ကိုအဓိကအောက်စုကြီးလေးဦးခွဲပြီးတော့ထုတ်ပါတယ်နံပါတ်၁ကတော့ IC ကားတွေကို DC ဒီဇယ်ကားတွေအသုံးပြုသူတွေအတွက်ထုတ်ပါတယ်ဒီကားတွေအတွက်ကာဗွန်ထုတ်လုပ်မှုလျော့နေအောင်လဲအင်ဂျင်တွေကိုကောင်းတဲ့ကောင်းအောင်စွန့်ထုတ်ပစ်လိုက်တဲ့ ကာဗွန်တွေညှော့နေသွားအောင်အဆင့်ဆင့်တန်းစင်မှုလုပ်ငန်းတွေပါဝင်လာပါတယ်။ဓာတ်ဆီဒီဇယ်ပေါ်တဲ့နိုင်ငံတွေအတွက်ဒီကားတွေဟာမရှိမဖြစ်ရွေးချယ်မှုဖြစ်လို့နေပါတယ်။နံပါတ်1အနေနဲ့ Hybrid PHEV HEV ကားတွေကလည်းလက်စစ်ကားဝယ်ဖို့အဆင့်သင့်မဖြစ်သေးသူတွေအတွက်အကောင်းဆုံးကြားခံဖြည့်ရှင်းနိုင်ဖို့ထုတ်လုပ်ထားပြီးတော့လောင်စာစီကိုလည်းထပ်ဝက်လောက်အထိရွှေတာနိုင်စေပြီးတော့အာသွင်းစရာမလိုလို့စက်ကူးမှတ်ကူးနိုင်ငံတွေအတွက်ရွေးချယ်စရာ ဖြစ်စေပြန်ပါတယ်။မြန်မာနိုင်ငံအတွက်တော့အခုလိုကားတွေက အထူးတင်တော့ပါနံပါတ်3ကတော့ EV ကားတွေပဲဖြစ်ပြီးတော့အခုနှစ်တွေမှာတရုတ်ဥရောပနဲ့အမေရိကလိုနိုင်ငံတွေကတဘဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဝယ်လိုအားမြင့်မားနေပြီးတော့အစိုးရကိုယ်တိုင်ကလည်းလက်စွပ်ကဝယ်ယူဖို့တွန်းအားပေးနေတယ်ဒီလိုမျိုးနိုင်ငံတွေအတွက် BZ48 လို Toyota ရဲ့ EV ကားတွေဟာရွေးချယ်စရာတခုဖြစ်နေပါတယ် နံပါတ်၄ကတော့ hydrogen လောင်စာဆဲက FC EV ကားတွေကိုလည်းအနာဂတ်ကာလအတွက်အစပြုထားပြီးတော့ bus ကားတွေ၊ကုန်တင်ကားတွေလိုအချိန်များစွာမောင်းနှင်ရတဲ့ကားတွေအတွက် hydrogen သုံးကားတွေဟာအကောင်းဆုံးဖြစ်လာမယ်လို့ခန့်မှန်းထားပြီးတော့ဂျပန်၊အမေရိကနဲ့ဥရောပတို့မှာအသုံးပြုလည်းရှိပါတယ်။ တိုးတာကဖောက်တဲ့တိုင်းရဲ့မတူညီတဲ့ဘန်နာရေးနေထိုင်မှုပုံစံနဲ့ထွန်းရင်အခြေအနေကိုကောင်းစွာသိပါတယ်။ကမ္ဘာပေါ်မှာလက်စစ်တပ်အားကိုထုတ်လုပ်တဲ့ပုံစံတွေကမတူညီပါဘူး။တချို့နိုင်ငံတွေကကြောင်မီသွေးသုံးပြီးတော့ထုတ်ပါတယ်။တချို့နိုင်ငံတွေကတော့ရေအားလက်စစ်အသုံးပြုပြီးထုတ်ပါတယ်။ဒါကြောင့်မဲ့လက်စစ်ကားတစ်မျိုးတည်းကိုထုတ်လုပ်ခြင်းဟာရေချေတည်ကျန်းဖို့ခက်ခဲနိုင်တယ်လို့ဒိုတာယူဆပါတယ်။ဒီပညာတစ်ခုတည်းပေါ်မိခိုနေခြင်းကအဲ့ဒီဒီပညာကြာရှုံးသွားရင်ဒါမှမဟုတ်ဈေးခွက်ကြီးတစ်ခုလုံးပြောင်းလဲသွားရင် ရင်ကုမ္ပဏီကြီးလည်းပြိုလဲသွားနိုင်ပါတယ်။ Toyota ရဲ့ Mardi ပတ်ဝေးပြူဟာ DNA တွေကို ကာဝေးပေးနိုင်စေပါတယ်။ ဒိုတာရဲ့ multi pathway strategy ကအကျိုးစီးပွားတစ်ခုတည်းအတွက်ကြောညာတစ်ခုထက်မကပါဘူး။ကပ္ပစွမ်းရင် ပြဿနာကိုလက်တွေ့ကျကျပြည်သူအဆင့်အထိကိုက်ညီအောင်ဖြေရှင်းဖို့ရည်ရွယ်တဲ့ net shine နဲ့ view ဟာတစ်ခုပဲဖြစ်ပါတယ်။2025ခုနှစ်မှာဒိုတာကပ္ပကားစည်းကွက် share ရဲ့စနစ်တသမ5ရာခိုင်နှုန်းကျော်ကိုရရှိထားပြီးတော့ကားအစီးရေ7တန်းကျော်ရောင်းချထားပါတယ်။အမေရိကမှာလည်း7တသမ8ခွန်တန်းရောင်းချထားပြီးတော့အာရှမှာ73တသမ3 ရာခိုင်နှုန်းအထိတိုးလို့နေပြန်ပါတယ်။ကမ္ဘာကြီးရေရှည်တည်ထောင်ရေးအတွက်ဘီယွန်0လို့ project တွေကိုလည်းဖော်ဆောင်နေပြီးတော့2050မှာကာဗွန်ကင်းစင်အောင်လှုပ်ဆောင်ဖို့ကြိုးကြော်ထားပါတယ်။မီရီလို hydrogen သုံးကားတွေနဲ့ BZ4 လို EV ကားတွေက0ကာဗွန်ကားတွေရဲ့အစပဲဖြစ်ပါတယ်။အနည်းချုပ်ရရင်တော့ Toyota ဟာယုံကြည်စိတ်ချမှု hybrid နည်းပညာအားကောင်းမှု ပြန်လည်ရောင်းချတန်ဖိုးမြင့်မားမှုတွေနဲ့ရေရှည်တည်ထောင်ဖို့ multi-pathway ပြုလာတဲ့ကြောင့်ပဲ2025ခုနှစ်မှာ ကားလောကကိုဆက်လက်ပြီးတော့ဥဆောင်နေသေးပါမြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာတိုတာကားတွေကလက်ညှိုးထိုးမလွဲပါဘူးလူကြီးမင်းတို့ရောတိုတာကားပိုင်ရှင်နေလားဘာကြောင့်တိုတာကားတွေကိုကြိုက်နေတတ်တာလဲဘယ်လိုကားအမျိုးသားတွေကိုအကြိုက်ဆုံးလဲဆိုတာကိုမှတ်ချက်လေးရေးပေးစီခြင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ